လူတွေကိုဗက်တီးရီးယားဖိုးတွေထိုးသွင်းပြီးတော့နာဇီတွေရဲ့ရက်ဆက်ခြင်းမှာကတင်ခဲ့တဲ့သူရဲကောင်းဒေါက်တာနှစ်ဦးရဲ့အကြောင်းကိုစာချန်နယ်လေးကနေတင်ဆက်ပေးလိုက်ပါတယ်။သူတို့ကတော့ဒေါက်တာစတန်နစ်လောမက်ဒဗစ်နဲ့ဒေါက်တာယူဂျီနီယပ်လာဇောက်စကီတို့ဖြစ်ပါတယ်။1939ခုနှစ်မှာနာဇီဂျာမနီတွေဟာပိုလန်နိုင်ငံကိုယူကျော်တိုက်ခိုက်ပါတယ်။ဒီနာဇီစစ်တပ်ရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေဟာ1940ခုနှစ် ဒေါက်တာလက်ဇော့စကီတို့နေထိုင်ရာဘရော့စဝါတို့မြို့လေးကိုချဉ်ကပ်လိုလာပါတယ်။အဲ့ဒီချိန်မှာတိုက်ဖက်စ်လို့ခေါ်တဲ့ငံပြားယောဂါပြန့်နှံ့နေပြီးလူတွေထောင်ပေါင်းချီတည်ဆုံနေတဲ့ကာလပါ။1940တခုနှစ်မှာဒေါက်တာဆန်နစ်လောဟာအလူစီဝါပိုးမွှားများကိုလေ့လာရင်းနဲ့ Proteus Os90 လို့ခေါ်တဲ့ဘက်တီးရီးယားတစ်မျိုးကိုတွေ့ရှိခဲ့ပါတယ်။ဒီဘက်တီးရီးယားပိုးကိုလူရဲ့ခန္ဓာကိုယ်ထဲကိုထိုးသွင်းလိုက်ရင် တိုက်ဖက်စယောဂါမရှိဘဲနဲ့ယောဂါလက္ခဏာတွေပြသနိုင်ပြီးတော့ထိုခေတ်ခါကနမည်ကြီးစစ်ဆေးတဲ့ test တစ်ခုဖြစ်တဲ့ Will Felix တက်မှာတော့ယောဂါရှိကြောင်းပြပါတယ်။သူဟာဒီတွေ့ရှိချက်ကိုသူ့ရဲ့တငယ်ချင်းကြက်ချင်းတွေဖွဲ့ဝင်ဒေါက်တာ Eugenius Lazowski ကိုပြောပြခဲ့ပါတယ်။ဒီလိုနဲ့ပဲသူတို့နှစ်ယောက်ရဲ့လှပပြောင်မြောက်လာတဲ့လူပယ်မှုကြီးစတင်လာပါတော့တယ်။1942ခုနှစ်မှာစပစ်ညောင်းယူအာမလူတွေကို နာဇီဂျာမနီတွေကဖမ်းဆီးရွှေ့ပြောင်းရန်ကြောက်ချီလာကြပါတယ်။နာဇီတွေရောက်မလာခင်မှာပဲဒေါက်တာလဇော့စကီနဲ့ဒေါက်တာမက်တယ်ဗစ်ကသူတို့တွေ့ရှိရတဲ့ပိုးနဲ့ရွာသားတွေကိုလိုက်လံတိုးတွင်းပါတယ်။ဒီပိုးရဲ့အချိန်ကြောက်ပဲရွာသားတွေဟာငန်းပြားရောဂါလက္ခဏာတွေပြလာကြပါတယ်။မယုံလို့တွေးတွေကိုတက်ခွဲခံမှစစ်ကြည့်ရင်တော့လေရောဂါရှိတာပြပါတယ်။တခုနှစ်များဟာနာဇီတို့ရဲ့အရက်ဆက်ဆုံးအချိန်ကြီးပါဂျူးလူမျိုးများနဲ့နာဇီမဟာမိတ်မဟုတ်သူများကို စိတ်မထင်မထင်ဘလို့ရရဆက်ဆက်တက်ပြတ်တက်ပါတယ်။သူရုပ်မာတို့ရဲ့ထုံးစံအတိုင်းသူ့တဘာပေါ်သာရက်ဆက်ပြီးနဲ့ကိုယ်တိုင်ခံစားရမှာကတော့နာစီများကကြောက်ကြပါတယ်။တိုက်ဖက်စယောဂါကိုကြောက်တဲ့နာစီတွေကဒီယောဂါရှိချောင်းတွေ့တဲ့ဇဘစ်ညောရွာလေးနဲ့ဒီလူနာတွေကိုထိတွေ့စစ်ဆေးပြီးတဲ့ဒေါက်တာလဇောစကီတို့ရဲ့ရော့စ်ဝါတို့မြို့လေးကိုကွာရန်တင်းချခိုင်းပါတယ်။ဒီနီးလန်းကြောင့်ရွာသားတွေဟာနာစီတွေရဲ့ရက်ဆက်ရုံမှာခြင်းကနေကင်းလွတ်ခဲ့ရပြီးသူရဲကောင်းဒေါက်တာနှုတ်ဦးဟာလည်း နောက်ထပ်ဒေသတွေကိုပါကေတင်ဖို့ကြိုးစားပါတော့တယ်။ဒေါက်တာစတန်နစ်လောမက်တယ်ဗစ်ကရွာသားများကိုထိုးမဲ့ဘက်တီးရီးယားပိုးနဲ့တိုက်ဖက်စ်ယောဂလက္ခဏာများပုံမပြပင်အောင်ကြိုးစားပေးပြီးတော့ဒေါက်တာယူဂျီနီယက်စ်လက်ဇော့စကီကတော့ကာတူရွာသားများကိုဘက်တီးရီးယားပိုးများလိုက်လံထိုးပေးခြင်းနှုတ်လုံးတစ္ဆာရှိရန်စီယုံခြင်းနဲ့နာဇီအာဏာရှင်များယုံကြည်အောင်လိမ်လည်လက်ပြခြင်းတို့ကိုပြုလုပ်ပါတယ်။သူတို့ရဲ့လိမ်လည်မှုပေါ်တာနဲ့ နှစ်ဦးစလုံးဟာနာဇီတွေရဲ့ရေးရဲဆက်ဆက်တပ်ဖြတ်ခြင်းကိုခံရမှာပါ။ဒါပေမဲ့လည်းသူရဲကောင်းဒေါက်တာနှစ်ဦးဟာအသက်ဘီကိုပဒါနမထားပဲလူတွေကိုပို၍ကတင်နိုင်အောင် ကြိုးစားနေပါလေ။1943ခုနှစ်အတွင်းမှာဒေါက်တာနှစ်ဦးရဲ့ကြိုးစားမှုကြောင့်စပစ်မီယောတာဘီယာစတဲ့ရွာပေါင်းများစွာကို typhus ယောဂါဖြစ်နေတဲ့ရွာတွေအဖြစ် နာဇီတွေကိုအယုံဝင်းပြီးကတင်နိုင်ခဲ့ပါလေ။ဒီလောက်ထိကူးစက်မှုလုံးများနေပြီးတော့တည်ဆုံမှုနေနေတာကြောင့် 1943ခုနှစ်ကုန်ကင်ကြီးမှာနာဇီဒေါက်တာများစစ်သားများဟာလွှာသားတွေကိုစစ်ဆေးဖို့ပြန်လည်ရောက်ရှိလာပါတယ်။ဒေါက်တာလက်ဇော့စကီဟာအာဟာရချို့တဲ့ပြီးယောဂတရုပ်ပေါင်နေတဲ့လူတွေကိုတီချာယူချေကပတိယာပိုးများထိုးသွင်းပါတယ်။ပြီးတာနဲ့လူနာတွေကိုအိဆက်နေတဲ့အတန်းမှာထားပါတယ်။လူနာများချမ်းပြီးတုံလာတဲ့အခါအဖျားတက်နေတယ်လို့ထင်ကြရပါတယ်။ဒေါက်တာစတန်နစ်စ်လောရဲ့အစွမ်းကြောက်လေတွေးများစစ်တဲ့အခါမှာတိုက်ဖက်စီယောဂါပဲပေါ်ပါတယ်။ ညံကြီးရှင်ဒေါက်တာမင်းရောက်ရဲ့ကျွမ်းကျင်မှုလူနာများရဲ့ယုတ်တိပီပင်မှုတွေကြောင့်နာစီဒေါက်တာများကပါလွာသားတွေရဲ့ရောဂါကိုယုံသွားခဲ့ပြီးကွာရန်တင်းချကပေးမဲ့ပေးခဲ့ပါတယ်။နာစီစစ်သားများဆိုရင်ရောဂါကူးမှကြောက်လို့ထိုရွာများတဝိုက်ကိုဖျက်ရည်ပင်လျှောက်တော့ပါ1944ခုနှစ်နာစီတွေတက်ပြတ်တဲ့အချိန်မှာပဲသူရဲကောင်းတို့ဦးရဲ့လုပ်ရတာတခန့်ရပါတယ်1945 46ခုနှစ်မှာ နာဇီတွေစုပ်ခွာပြီးကွန်မြူနစ်တွေကပိုလန်နိုင်ငံကိုဆက်လက်အုပ်ချုပ်ပါတယ်။သူတို့နှစ်ဦးရဲ့လောက်ရက်ဟာကွန်မြူနစ်တွေတည်ရင်အသက်ပေးဆွေးနွေးရတာကြောင့်နှုတ်ဆက်နေကြရပါတယ်။1958ခုနှစ်မှာဒေါက်တာလက်ဇော့စကီဟာပိုလန်နိုင်ငံမှအမေရိကန်တို့ထွက်ခွာခဲ့ပါတယ်။ဒေါက်တာစတန်နစ်လောကတော့ပိုလန်မှာပဲဇမ်မြုံနေထိုင်ခဲ့ပါတယ်။နှစ်30လောက်ကြာပြီနော်။1980နဲ့80ခုနှစ်ကြားထဲမှာ ဒေါက်တာလဇော့စကီဟာပိုလန်နိုင်ငံကိုအလေလာရင်းနဲ့သူရဲကောင်းနှစ်ဦးပြန်လည်တွေ့ဆုံဖြစ်ခဲ့ပါတယ်။ကွန်မြူနစ်အစိုးရဟာ1989 90ခုနှစ်မှာကျဆုံခဲ့ပြီးတော့ဒေါက်တာလဇော့စကီဟာ1990ခုနှစ်မှာသူတို့နှစ်ဦးရဲ့လုပ်ရပ်ကို My Private War ဆိုတဲ့စာအုပ်ထုတ်ပေးခဲ့ပါတယ်။ဒေါက်တာစတန်နစ်လောကထောက်ခံပေးခဲ့ပါတယ်။ဒီစာအုပ်ထုတ်ပြီးတဲ့နောက်မှာသာသူတို့နှစ်ဦးရဲ့စမ်းကြယ်ပြောင်မြောက်လာတဲ့လုပ်ရပ်တွေကိုလူတွေသိလာခဲ့တာပါ။တမိုင်းမှတ်တမ်းများအရာ ဒီသူရဲကောင်းလူဦးရဲ့ typeface ယောဂအတူကြောင့်လူဦးရေပေါင်း8000မှ12000ခန့်ထိကတင်နိုင်ခဲ့ပါတယ်။ဒေါက်တာလဇော့စကီဟာ1958မှာ2000ခုနှစ်များအထိ American နိုင်ငံ Illinois ပြည်နယ်မှာကလေးတူကူ professor ကြီးအဖြစ်လုပ်ကိုင်နေပါတယ်။2006ခုနှစ်အသက်92နှစ်အရွယ်မှာပဲ American ပြည်နယ်၌ဖွယ်လွန်နေဆရောက်ခဲ့ပါတယ်။ဒေါက်တာစတန်နစ်လောကတော့ Poland နိုင်ငံမှာပဲ သိပ္ပံနဲ့ဆေးပညာရှင်ဘဝကိုမထင်မရှားနေထိုင်ခဲ့ပြီးတော့2003ခုနှစ်အသက်63နှစ်အရွယ်မှာကွယ်လွန်ခဲ့ပါတယ်။နာဇီခစ်ပျက်ကြီးတွေကဒီသူရဲကောင်းဒေါက်တာနှုတ်ရဲ့ Proteus Os 90 Bacteria ထိုးသွင်းခြင်းဖြင့် Type Fast ယောဂအဖြစ်အထင်မှားစေမှုပါ။ယနေ့ခေတ်ယောဂရှာဖွေကုသခြင်းများမှာလည်းအသုံးဝင်ရရှိပါတယ်။ဒီ Type Fast ယောဂအတူကြောင့်ကေဆယ်ခွင့်ရရှိခဲ့တဲ့လူပေါင်း8000မှ12000ရဲ့မျိုးဆက်ဟာလည်း ယနေ့ခေတ်တည်ဆက်လက်ရှင်သန်ခွင့်ရခဲ့ပါတယ်။ဒေါက်တာစတန်နစ်လောမက်ဒေဗစ်နဲ့ဒေါက်တာယူဂျီနီယပ်လက်ဇော့စကီတို့ရဲ့ရဲရင်မှုဉာဏ်ပညာကြီးမားမှုမြင့်မြတ်လာတဲ့လောက်ရတို့ကြောင့်တမိုင်းမှတ်တမ်းဝင်သူရဲကောင်းကြီးနှစ်ဦးအဖြစ်ကဘာကြီးကအမှတ်ရနေပါပါ။